အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အားလုံးမင်္ဂလာပါဒီအပိုင်းမှာ Ballon d'Or ဆုနဲ့ပတ်သက်လို့တော်တော်များများကပြောနေကြတာပေါ့လေ Mohamed Salah မရနိုင်တော့ဘူးတကယ်တမ်းကျတော့ Salah ကဒီဟာဒီမှာတကယ်ကို outstanding performance ပဲ Premier League မှာ29ဂိုးသွင်းတယ်16ဂိုးဖန်တီးတယ် 44ခုပေါင်ပတ်သက်တဲ့ကိန်းကဏ္ဍကြောက်ကောင်းတယ်။တခါပြိုင်ပွဲစုံမှာ34ခုသွင်း22ခုဖန်တီးထားတယ်။သူကဥရောပ Top 5 B ရဲ့ဒီပြိုင်ပွဲတွေအားလုံးထဲမှာအများဆုံးဖြစ်တယ်။တခါတူးချင်း individual performer မှာလည်းတော်တော်လေးကောင်းတယ်။ဒါပေမဲ့မိုဆာလက်စ်က Champion League Knockout Game ထွက်သွားတဲ့အချိန်ကြီးရဲ့နောက်တစ်ခုက EFL Cup Final ရှုံးသွားတဲ့၅ရက်အတွင်းမှာအဲ့ရှုံးပွဲနှစ်ပွဲကမိုဆာလက်စ်ရဲ့ဘာလို့တော့ဆုချန့်ပို့ ကန်ဆိုးသွားတယ်ဒီဘယ်လိုပြောမလဲဆိုတော့လီဗာပူးအသင်းနဲ့အတူမိုဆာလက်ကိုဘာလုံးတော့စုပေးဖို့အတွက်သူ့ရဲ့ track record တွေကိုတော်တော်များပြန်ကြည့်ကြတဲ့အခါမှာမိုဆာလက်ကလီဗာပူးနဲ့အတူတကယ်ကပ်ဖိုင်နယ်ပွဲကိုလေကျွန်တော်တို့သူစရောက်တဲ့အခြေဆို Champion League Final ဆက်ခွန် Session Final ရှိမယ် Session 16 Final ရှိမယ်ပြီးတော့မှ27 29ရှိမယ် Champion League Final 3ချိန် EFL Cup ကဒီနေ့တစ်ချိန်မိနစ်ကတစ်ချိန်ဟိုးရှေ့တစ်နေ့ကတစ်ချိန်6ချိန် အဲ့ပြီးတော့အာဖရိကရှိမယ် community ရှိမယ်သူ final ပွဲအလဲသူကိုကိုကျင်းတဲ့အထက်ကစားရတယ်ဒါပေမဲ့ပြဿနာက mosales ရဲ့ individual performance ဟာတရားပြလုံး season မှာအများအား high standard ရှိတယ် high standard ရှိကြတာမှန်ပေမဲ့ salas ရဲ့ ballon d'or ဆုရနိုင်မယ် outstanding performance ပြမယ်တကယ် biggest key နေမှာ mosales ကအများအား disappear ဖြစ်တယ်အဲ့ဒါကအဓိကပြဿနာဖြစ်တယ်ဥပမာ champion league မှာ bench ရှိကျူနီယာမနေ့က outstanding performance ပြတယ်ဒါပေမဲ့ rodri ဟာတရားဒီလုံးကောင်းသလို spain နဲ့တူ euro final ရဲ့အကောင်းဆုံးဘောလုံးသမား euro ပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမား euro တစ်ခုလုံးအတွက်အရန်ချေစွမ်းပြခဲ့တဲ့အတွက်နိုင်ငံ level စင် flash ရှင်လာရင် champion league ကဒုတိယလေဘလောက်ဝေးပြပြနိုင်ငံ level စင် flash ပါလာရင်နိုင်ငံ level စင်အသင်းနဲ့ရလိုက်ပြီးနိုင်ငံ level စင်ပါအရန်ကောင်းပြီဆိုရင်ဒုတိယရပါမယ်ဒါပေမဲ့ဒီနေ့ကနိုင်ငံလေးလို့ဒီမရှိတော့မိုးစားလဲဆိုတော့ချန့်ရှိတာကလပ်ဝေါ်ကပ်ပဲရှိတာကလပ်ဝေါ်ကပ်ကလည်းအဲ့တော့တွတ်မှာမဟုတ် ဒါပေမဲ့ကာဆိုးကျွန်တော်ကသူကကလပ်ဝတ်ကလည်းမရှိဘူးဆိုတော့လီဗာပူးနဲ့ကချန်ပီယံလိမာရောလိကမှာပါဒီစပီယာဖြစ်ပို့ဆိုးတာကပါရီစိန်းဂျာမိန်နဲ့နှစ်ချော့နူနူမက်တက်စ်ကိုကြောတော့မကြောနိုင်ခဲ့ဘူးတခါ လီဗာပူးကညူကာဆင်ရဲ့ပွဲမှာလီဘရာမန်တိုကိုသူလုံးဝမကြုံနိုင်ခဲ့ဘူးနောက်တစ်ခုကသူရဲ့ track record ရဲ့ final track record ကဘာလဲဆိုတော့ရှင်တော့ကဒီဒီထော်ပါကိုကြည့်ကြိုက်တဲ့ final ပွဲကစားဒီဒီထော်ပါခြေစွမ်းပြတယ်ဘိုးသွဲနဲ့ Chelsea ဖလားရဒါပေမဲ့ Mosalas ကလီဗာပူးရဲ့ final ပွဲတိုင်းမှာအမြဲတမ်းပျောက်တယ်သူဂိုးသွဲနိုင်တာတကူးပဲရှိတယ်အဲ့ဒါကဘယ်မှာသွဲလဲဆိုတော့2018 19 final မှာ Tottenham Hotspur ဘက်ကအတော့ဆစ်ဆိုကိုလက်ထိသွားပွဲအဆပဲရှိတယ် ဲ့ penalty တကိုးပဲရှိတယ်ယူကိုလိုရစ်ကိုသွင်းတဲ့ penalty တကိုးပဲသူ final တိုင်းမှာမသွင်းနိုင်တာ community ရှိပါလဲမသွင်းဘူး FA Cup final မှာလည်းမသွင်းဘူး EFL Cup final ခဏခဏကန်တာလည်းသူမသွင်းဘူး penalty shootout မှာတော့သွင်းတယ်ဒါပေမဲ့ regular time မှာသူမသွင်းဘူး champion league final သုံးချိန်မှာနှစ်ချိန်မသွင်းနိုင်ဘူးအဲ့တစ်ချိန်က penalty နဲ့သွင်းတယ်ဆိုအဲ့အားတွေအားလုံးကမိုဆာလက်ကိုဘာလို့တော့စုမရစီတဲ့အချက်အဲ့ဒါကဒီအသည်မှာ 34ကိုတွင်22ကိုဖန်တီပရီးမီးယားလီဂ်မှာ29ကိုတွင်16ကိုဖန်တီထားပါရက်နဲ့ချန်ပီယံလိပြိုင်ပွဲရဲ့ EFA ကပ်ပြိုင်ပွဲနှစ်ခုထွက်လိုက်တာကသူဘာလို့လဲဆိုရဖို့တော်တော်လေးအခြေအနေဆိုးသွားမိုဆာလည်းမရနိုင်လို့ပြောမရဖို့ချန်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဘာစလိုနာအသင်းချန်ပီယံလိမရခဲ့ရင်ရီယယ်မက်ဒရစ်အသင်းချန်ပီယံလိမရရင်ဆာလတ်စပက်ချန်ရှိအဲ့ဒီနှစ်သင်းတွေကတခြားအသင်းတွေရပါထားပါတော့ ပီအက်ဂျီရသွားတာပဲဖြစ်ဖြစ်အာဆန်ရသွားတာပဲဖြစ်ဖြစ်အင်တာမီလန်ရသွားတာပဲဖြစ်ဖြစ်ဒေါ်မန်ရသွားတာပဲဖြစ်ဖြစ်ဘိုင်ယန်မြူးနစ်နောက်ဆုံးဘိုင်ယန်မြူးနစ်ရလို့ဟာရီကိန်းရမယ်လို့မထင်နဲ့ဘိုင်းမြူးနစ်ရတဲ့ဟာလိုကိန်းကအဲ့လောက်ပုတ်လာမှာဖြစ်ဘူးတွင်းငိုးတွေကိုပဲအမြဲကြည့်အသင်းတစ်ခုကိုအောင်မြင်ဖို့ထက်တွင်းငိုးတွေကြီးပဲအမြဲတမ်းကြည့်ပြီးပေးတာမဟုတ်ဘူးအဲ့ဒီကြောင့်ဘိုင်းမြူးနစ်ရသွားခဲ့တဲ့နောက်ဆာလက်စကဘာလော်ဒိုဆူချန်ရှိပေမဲ့ရီယယ်မက်ဒရစ်ဘာဆိုနာနှစ်သင်းမရရင်ဆာလက်စကဘာလော်ဒိုဆူနဲ့ချန်ရှိတယ်ဒါပေမဲ့ဒီနေရာမှာ ဘာစလိုနာကချန်ပီယံလိမရခဲ့ရင်တော့မှလာလီဂါရမယ်ကိုပါတရွေးရမယ်ဆိုရင်တော့ဆာလာရှာဘူးခတ်တယ်။ဘာလို့ဆိုတော့သူတို့ကစူပါကပ်လည်းရထားတယ်။လာလီဂါကလည်းရသွားမယ်။ကိုပါတရွေးပဲရလို့ဆိုဒိုမက်စစ်ထရော့ပဲရှိမယ်။တခါရင်းမတွေ့ကစူပါကပ်ရထားတယ်။ဥရောပစူပါကပ်ရထားတယ်။တစ်ဖက်ကကမ္ဘာကလပ်ရထားတယ်။အဲ့ဒါကိုမှလာလီဂါရမယ်ဆိုရင်အမ်ပါပေးအတွက်ချန့်ရှိတယ်။ဆိုဆာလာစထရက်ကဘာစလိုနာရင်းမတွေ့ဒီရာဒီမှာစူဖလာမရဘူး။အဲ့ထဲမှာမှ ဖလားတစ်လုံးလောက်ဆိုရင်တော့ပြက်တာမရှိဘူးဖလားနှလုံးသုံးလောက်ပါလိုက်တော့မိုးစားလဲဆိုမရနိုင်ဘူးအထူးသဖြင့်ဘာဆိုနာမှာယမားနဲ့ရဖင်ညာဟိုဘက်ကရမတွေ့ကအမ်ဘာပေဗီနီရှားတောင်အလောက်မဟုတ်ဘူးတကယ်လို့ဗီနီရှားချန်ပီယံလိမှာအောက်စတန်ဒင်းပေါ်ဖော်မန်းထပ်ပြခဲ့ရင်တော့သူ့ကိုထပ်ထည့်လို့ရတယ်ဆိုတော့မိုးစားလဲဆိုချန်ဆိုရှိတယ်ဒါပေမဲ့အဲ့ဒါက slim chance ဖြစ်သွားတယ် slim chance ဖြစ်သွားတယ်နောက်ဆုံးချန်ပီယံလိထွက်နေတော့မှာ EFL ကပိုဆွဲလိုက်အောင်စားလဲဆိုချန်ရှိတယ်ဒါပေမဲ့ EFL ကမှာပါသူကလုံးဝ disappear ဖြစ်သွားတာကမိုးစားလဲအတွက်တော်တော်ကိုချန်နေသွားခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်